ဟောင်ကောင်မှာအထက်မြင့်တိုက်တွေပါတဲ့အင်ယာတစ်ခုမှအကြီးကျယ်မီးလောင်ပြီးလူထားစင်နဲ့ခြေသေးဆုံးခဲ့ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ26ရက်နေ့ညနေပိုင်းကဟောင်ကောင်မြောက်ပိုင်းမှာရှိတဲ့တိုင်ပိုရပ်ကွက်ထဲကအထက်မြင့်တိုက်ကြီးတစ်လုံးမှာမီးစတင်လောင်ကျွမ်းခဲ့တာပါ။အဲဒီနောက်မီးတွေဟာအနီးတစ်ဝိုက်ကလေးဘလောက်ကွာမှရှိတဲ့အဆောက်အုံတွေထိ ပြန့်နှံ့ကူးစက်သွားခဲ့တာလည်းဖြစ်ပါတယ်။ one fat core အိမ်ရာတွေကအထံမြေတိုက်ကြီးတွေမှာမီးလောင်ပြီးမီးခိုးလုံးတွေဥထွက်နေတဲ့ဓပုံတွေဟာလူမှုကွန်ရက်ပေါ်မှာလည်းပြန့်နှံ့နေခဲ့ပါတယ်။တိုက်ကြီးတွေရဲ့ပြီးမှာလက်ရှိပြင်ဆင်မိုးမှန်မှုတွေလုပ်နေတာကြောင့်ကတ်ဆောက်ထားတဲ့ဝါညံနေတဲ့မီးလောင်ကုန်ပါတယ်။အစောပိုင်းကအသည့်ပြောက်၄ဦးရှိခဲ့ကြောင်းသတင်းတွေကဖော်ပြခဲ့ပေမဲ့နိုင်ီပိုင်းတွင်းမှာလည်း73ဦးသေဆုံးပြီး15ဦးအပြင်းထန်ဒဏ်ရာရခဲ့တာကြောင့်ကိန်းကနန်းတွေမြင့်တက်လာပါတယ်။ ကိုဦးဟာမီးလောင်ပြင်းမှာပဲတေဆုံးခဲ့တာဖြစ်ပြီးနောက်လေးဦးကတော့ဆင်းရုံရောက်ပြီးမှအသက်ဆုံးရှုံးခဲ့တာပါတေဆုံးသူတွေထဲမှာမိသက်သမားတဦးလည်းပါဝင်ခဲ့ပါတယ်မီးလောင်နေတဲ့အဆောက်အုံတွေထဲပိတ်မိနေကြောင်းဆက်သွယ်ကူညီတောင်းခံမှုကိုရရှိခဲ့ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီးပိတ်မိနေသူဘယ်လောက်ရှိသလဲဆိုတာအတိအကျမပြောနိုင်သေးဘူးလို့ဆိုပါတယ်မီးလောင်မှုကြောင့်လူ900ကျော်လောက်ကိုဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ရပါတယ်မီဟာအစောပိုင်းက level 1အဆင့်ဖြင့်ကျင်ညာခဲ့ရာကနေနောက်ပိုင်းတွင် အမြင့်ဆုံး level 5အဆင့်သို့တက်မှတ်ကအစွမ်းကုန်ထိန်ချုပ်ငြိမ့်သက်ရတဲ့အခြေအနေစီရောက်သွားခဲ့ပါတယ်။မီးစတင်လောင်ကျွမ်းတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေသေးပါ။ one fat call ဟာအစိုးရထောက်ပံ့မှုနဲ့တည်ဆောက်ခဲ့တဲ့ဥယင်စီမံကိန်းအင်အားတစ်ခုဖြစ်ပြီး1983ခုနှစ်မှာပြီးစီးခဲ့ကြောင်းသိရှိရပါတယ်။